မိုင်ဆင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေ့လေး YouTube Channel ကနေပြန်လည်ကြည့်ဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အပိတ်အားနည်းနည်းမျိုးကို ပြန်လည်မြောက်သားမှာဖြစ်ပါတယ်ဗောနော်ကျွန်တော်နံပါတ်78 79ကနေစာပြီးပြပေးထားတာဖြစ်ပါတယ်နံပါတ်1ကတော့ကျွန်တော်9ရက်8ရက်အပိတ်အဲ့ဒီအပိတ်နှလုံးအားနည်းတယ်ဗောနော်အဲ့မှာတော့ကိုအပိတ်99ဖြစ်ပါတယ်ခင်ဗျာ2024ကနေစာပြီးပြပေးထားရှင်ဖြစ်ပါတယ်ခင်ဗျာနံပါတ်78မှာကျွန်တော်ကိုနဲ့တင်းနဲ့အပိတ်အားနည်းတယ်ဗောနော် 3ည63ဆိုတဲ့အတွက်3အပိတ်ဖြစ်ပါတယ်4နဲ့2နဲ့မှာဆိုရင်5အပိတ်3နဲ့5နဲ့အပိတ်နေရာမှာပယ်တာဆိုရင်3အပိတ်63ည3ပေါ့နော်ဒီမှာတော့2မျိုးစလုံး6အပိတ်ပဲဖြစ်ပါတယ်6အပိတ်6နဲ့6ဖြစ်ပါတယ်ပေါ့နော်3ည9နဲ့ကိုအပိတ်နေရာမှာပယ်တာဆိုရင်3အပိတ်ဖြစ်ပါတယ်4နဲ့6နဲ့ပယ်တာ6 9ရက်2ရက်အပိတ်နေရာမှာပယ်တာ6ပေါ့နော် တင်းနဲ့ဒီတင်းနဲ့အလေ sorry တင်းနဲ့အပိတ်ပေးတာတုံညာအပိတ်6 9တုံညာရှိရခွင့်ရအပိတ်နေရာမှာပေးတာဆိုရင်ငါးကိုသုံးသုံးအပိတ်ပေါ့နော်တစ်သုံးအပိတ်နေရာမှာပေးတာ လေးအပိတ်ငါးတုံညာလေးတင်းနဲ့နင်းနဲ့အပိတ်နေရာမှာပေးတာဆိုရင်သုံးပေါ့နော်ခွန်တစ်လုံးအပိတ်နေရာမှာပေးတာဆိုရင်6အပိတ်3 3 6ဖြစ်ပါတယ်ဒီမှာငါးနဲ့နင်းနဲ့ဆိုရင်တိလေးဆိုရင်တော့ဒီမှာခွန်ပေါ့နော် တုံညရဲ့နေ့ရမှာဆိုရင်6ရှင်းနဲ့တင်းနဲ့မှာဆိုရင်နေ့ပြီးရင်ကျွန်တော်တို့6နဲ့3နဲ့ကိုအပိတ်နေရာမှာပေးတာဆိုရင်ငါအပိတ်ရှောက်ရှောက်ငါဆိုပြီးတော့ဖြစ်ပါတယ်ခင်ဗျာပြီးတော့ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒီတုံညကိုပေးတာပေါ့နော်တုံညအပိတ်နေရာမှာပေးတာဆိုရင်နေ့အပိတ်6ရောင်းနေ့ငါးနဲ့နေ့နဲ့ကိုအပိတ်နေရာမှာပေးတာဆိုရင်၄အပိတ်6ကိုအပိတ်နေရာမှာပေးတာတိ ရှောင်းတဲ့တုံများကိုအပိတ်နေရာမှာပေးတာဆိုရင်3အပိတ်843ပေါ့နော်။နင်းတဲ့သေးနဲ့ကိုအပိတ်နေရာမှာပေးတာဆိုရင်3အပိတ်863ရှောင်းတဲ့သေးနဲ့ကိုအပိတ်နေရာမှာပေးတာဆိုရင်နှစ်တုံညာကို84ဆိုရင်9ပေါ့နော်။13မှာတုံညာ3တုံများဆိုရင်9ပေါ့နော်။တစ်တစ်ဒီလေးရှင်းတဲ့တင်းနဲ့က3ဖြစ်ပါတယ်။ပြီးရင်ကျွန်တော်ဒီမှာ9ရဲ့3ရဲ့ဒီခွန် ရှင်းနဲ့ရှောင်းနဲ့ကခွန်โอเคနောက်ထပ်တစ်ခုကတော့ကျွန်တော်ဒီမှာ၃ညပေါ့နော်၃ည၃ညပေးတာရှင်းအပိတ်၅နဲ့၄နဲ့ကိုပေးတာ၉အပိတ်တစ်ခွန်အပိတ်ကို ပေးတာ၂အပိတ်ဖြစ်ပါတယ်ခွန်နဲ့ရှောင်းနဲ့ကိုအပိတ်နေရာမှာပေးတာပေါ့နော်၃ခုနေဆိုပြီးတော့၂အပိတ်ဖြစ်ပါတယ်ခွန်နဲ့ရှင်းနဲ့ကိုအပိတ်နေရာမှာပေးတာဆိုရင်၆၄၆ဖြစ်ပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်နံပါတ်50နဲ့3တိ6နဲ့1နဲ့အဲ့ဒီအပိတ်နှလုံးကိုပေးတာဆိုရင်နေလေး6ပြီးတော့ 3နှစ်4ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီမှာရှောက်တက်ပေတာလေးအပိတ်ဖြစ်ပါတယ်ပေါ့နော်။အဲ့မှာကျွန်တော်တို့3နှစ်လေးတစ်ပြင်မှာပြီးတော့ကျွန်တော်ဆက်ပြီးမတင်ပေးလိုက်ရဘူးပေါ့နော်။ဒါလေးကိုကျွန်တော်တို့ဒီဆက်ချစ်ကြံအတွက်ပြန်လည်မျှဝေတော့မှာဖြစ်ပါတယ်ခင်ဗျာ။ပင်ရှင်အပိတ်အားနည်းနည်းမျိုးဖြစ်ပါတယ်ပေါ့နော်။ခေတ္တဆိုရင်ကျွန်တော်တို့သူရဲ့ဤကိုရင်ဆုံးလေးလာကြည့်အောင်လားခင်ဗျာ။ โอเคဒီမှာပြပြထားရယ်ဗောနော်၈က9တိက3ည3တီခွန်တိက၄၈က3 9ကခွန်၈က9 3ကက8 9က9တိက2 9က2 9က6ဒီ3 3 3ကို2 2နဲ့ရှားပြီးတော့3နဲ့4ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့6အပိတ်အားနေတာဆိုရင်4အပိတ်ဖြစ်ပါတယ်ဒါဆိုရင်2 4 9တိဆိုတော့ကျွန်တော်3နဲ့4ရနေစရမယ်ဗောနော် 3နှစ်လေး3နှစ်လေးမှာဆက်ကြည့်အောင်လားခင်ဗျာโอเคဒီမှာ3နှစ်လေးနှစ်6ဆိုပြီးဖြစ်ပါတယ်3နှစ်လေးနှစ်6ပေါ့เนาะโอเคဒါဆိုရင်ဒီမှာတစ်ကြိမ်တူို့နှစ်ကြိမ်တူို့နှစ်ကြိမ်အပေါင်း၄ဖြစ်ပါတယ်၄နှစ်ကြိမ်ရှင်းနေတဲ့ပေါင်းရင်30နှစ်နှစ်နဲ့၄ပေါင်း6ဆိုပြီးဖြစ်ပါတယ်ပေါ့เนาะဒါဆိုရင်ဒီတစ်ပတ်မှာဒီနှစ်နှစ်ကြိမ်ပေါင်း၄ဖြစ်ပါတယ် နေ့နှစ်ကြိမ်ပေါင်း၄၄နဲ့၃ပေါင်းရှင်းခွန်ပေါ့နော်၆နှစ်ကြိမ်ဟာဆက်နှစ်ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ခွန်ရ၂၉၉နဲ့၄ပေါင်းရှင်း၃၃အပိတ်အားနေမယ်ပေါ့နော်၃နှစ်လေးပြီးတော့နောက်ထပ်တစ်ကြိမ်မှာဆိုရင်၃နှစ်လေးပြီးတော့ရှင်း၅နှစ်ဖြစ်ပါတယ်၃နှစ်လေးပြီးတော့ရှင်း၅နှစ်ဆိုတော့၃အပိတ်အားနေတာဆိုရင်နှစ်အပိတ် okay တယ်ခဲတယ်ပေါ့နော်တပန်း၃နှစ်လေးရှင်း၅နှစ်ရှင်း၅နှစ်ရနေစားမယ်ပေါ့နော်ရှင်း၅နှစ်၅တုံများဖြစ်ပါတယ်ခင်ဗျာရှင်း၅နှစ် ်ငါးတုံညဆိုတော့ကျွန်တော်ဒီရှစ်မှာတစ်ကြိမ်ငါးမှာနှစ်ကြိမ်တုံညမှာနှစ်ကြိမ်အပေါင်းလေးငါးနှစ်ကြိမ်၁၀ရှစ်နှစ်၄ပေါင်းတာကပေါင်းရှင်၁၂ရာတွေအတွက်နေ့အပိတ်အားနေမယ်ပေါ့နော်ရှင်ငါးနေပြီးတော့နောက်ထပ်တစ်ကြိမ်မှာရှစ်ဆောင်ငါးဖြစ်ပါတယ်ခင်ဗျာသုံးနေလေးပြီးတော့ရှင်း၆ငါးဒါကြောင့်မို့ကျွန်တော်နေအပိတ်အားနေတာဆိုရင်ငါအပိတ်ချပြီးသွားခဲ့တယ်ပေါ့နော်။တပန်း၈၆၅၈၆၅၆၃ဖြစ်ပါတယ်ခင်ဗျာ။ ရှေရှောင်းကရှောက်တော့အဲ့မှာပြီးတော့ကျွန်တော်ဆက်ပြီးမတင်ပြလိုက်ရဘူးဗောနော်ဒီတုံနေလေးတပြင်မှာခရေကကျွန်တော်တင်ပြရှင်းခဏရန်နာသွားတာဖြစ်ပါတယ်ငါဆွဲဒီမှာရှောက်မှာတချင်မှာတစ်ချိန်ရှောက်မှာနှစ်ချိန်သုံးမှာနှစ်ချိန်အပေါင်းလေးသုံးနှစ်ချိန်၆ရှောင်းနေလေးပေါင်းရင်10ရှောင်းနှစ်ချိန်7နှစ်နေနဲ့10ပေါင်းရင်10တုံညာအပိအားနေမှာဖြစ်ပါတယ်ရှေရှောင်းကားပြီးတော့နောက်ထပ်တစ်ချိန်မှာ356ဖြစ်ပါတယ်ခင်ဗျာရှေရှောင်းကားပြီးတော့356တုံညာအပိအားနေတာဆိုရင်6အပိ10ဖြစ်ပါတယ်ခင်ဗျာ တဖန်3963တိဆိုပြီးဖြစ်ပါတယ်ပေါ့နော်3963တိဆိုတဲ့အတွက်ကြောင့်မို့ဒီ3မှာတစ်ကြိမ်ဖြစ်ပါတယ်9မှာ2ကြိမ်10မှာ2ကြိမ်အပေါင်း6 9နဲ့ကြိမ်ပေါင်း10 10နဲ့ကြိမ်ပေါင်းတာ2ပေါ့နော်3နဲ့2ပေါင်း5 9နဲ့ဒီ6နဲ့ပေါင်းရှင်း9ကိုယ်ကပိတ်အားနေတာဖြစ်ပါတယ်3 9 6ပြီးတော့နောက်ထပ်တစ်ကြိမ်မှာ6 4 6ဖြစ်ပါတယ်ခင်ဗျာ6 4 6 ဒါကြောင့်မို့ကိုယ့်အပိတ်အနေဒါဆိုရင်6အပိတ်ဖြစ်ပါတယ်ဗောနော်။ဒါဆိုရင်ဒီ16ချက်ချိန်မှာကျွန်တော်တို့ဒီ6 4 6 5 8 10စပီးဖြစ်ပါတယ်။6 4 6 5ဗောနော်။ Okay ဒါဆိုရင်16ချက်ချိန်အတွက်ကဒီ6မှာ2ချိန်၄မှာ2ချိန်8မှာ2ချိန်အပေါင်း4ရှင်းတဲ့ကြိမ်ပေါင်းရှင်းက16ပါနော်16နဲ့၄ပေါင်းရင်20ဖြစ်ပါတယ် ဒီလေးနာကြာရှစ်ရှင်းနဲ့၆ပေါင်း၁၄ဆိုတဲ့အတွက်ကြောင့်မို့ဒီ၁ချက်ချိန်မှာကျွန်တော်ဒီနေ့အရာလေးအပိတ်အားနေမှာဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ကျွန်တော်ဒီမှာလေးအပိတ်အားနေမယ်ပေါ့နော်ဒါက အပိတ်အားနေဖြစ်ပါတယ်ဗောနအပိတ်အားနေလေးဖြစ်ပါတယ်ဒါကထိတ်စီအားနေတယ်ဒါကအလေထိန်အားနေတယ်ဒါကအပိတ်အားနေတယ်ဗောနโอเคပင်ရှည်ဖြစ်ပါတယ်ဒါကနီးနံပါတ်1ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နီးနံပါတ်2ကိုဆက်ကြည့်အောင်ဗောနနောက်ထပ်နီးနံပါတ်2ကဒီဟာဖြစ်ပါတယ်ခင်ဗျာကျွန်တော်လေးအပိတ်ပေတာ9အပိတ်ခွန်ခွန်9အပိတ်ပေတာ3ည3ည3ညအပိတ်ပေတာခွန်1အပိတ်ပေတာ3 1က3 3ကခွန်6ကခွန် ုံများကချစ်၄၉၇၆၈၆ဘောနော်ဒီနင်းလေးလျှောက်ပြီးတော့၃နင်းလေးဖြစ်ပါတယ်၃လေးအားကြောင့်မို့ကျွန်တော်ဒီမှာတရပိတ်ပေးတာလေးရပိတ်ပါနော်၃နင်းလေးမှာဆက်ပြီးတော့ကျွန်တော်မတင်ပြလိုက်ရဘူးဘောနော်၃နင်းလေးပြီးတော့ရှင်ငါးနင်းရှိရှောင်းငါ3 9 6 6 4 6ဒီ၄ပင်ကိုကျွန်တော်ထပ်ပြီးတော့မတင်ပြလိုက်ရဘူးဖြစ်သွားတယ်ပေါ့ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ဒီ3နှစ်လေးကနေစကြည့်အောင်ပေါ့เนาะ3နှစ်လေးကနေစကြည့်မယ်ဆိုတော့ဒီမှာ3နှစ်လေးနှစ်6ဖြစ်ပါတယ်3နှစ်လေးနှစ်6ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာတစ်ကြိမ်2မှာတစ်ကြိမ်ဒီမှာနှစ်ကြိမ်အပေါင်း1နေနဲ့6ပေါင်းရှင်းရှင်းနဲ့2ပေါင်း30တက်တက်ပိတ်အနည်းနေပေါ့နော်ဒီတစ်ပတ်မှာဆိုရင်3နဲ့4ပေါင်းခွန်ဖြစ်ပါတယ် 6နာရီကြိမ်ကစနစ်ခွန်ရနေ့ရ6ကိုနဲ့တစ်ပေါင်း30တုံညာအပိတ်အားနေတာနေ့အပိတ်85နေ့ဖြစ်ပါတယ်တပန်းကျွန်တော်ဒီ85နေ့ကနေဆက်ကြည့်မယ်ပေါ့နော်85နေ့ငါတုံညာဖြစ်ပါတယ်ခင်ဗျာ85နေ့ငါတုံညာဆိုတဲ့အတွက်ကြောင့်မို့ဒီ85နေ့နဲ့မှာတစ်ကြိမ်စီတုံညာမှာတစ်ကြိမ်အပေါင်း1 10နှစ်ပေါင်း30တိအပိတ်အားနေတာငါအပိတ်ဖြစ်ပါတယ်ခင်ဗျာ တပန်ကျွန်တော်ဒီ6ရောင်းကနေဆက်သွက်ကြည့်မယ်ပေါ့နော်6ရောင်းက63ဆိုပြီးဖြစ်ပါတယ်6ကနေပြီးတော့6ရောင်းက63ဆိုတော့ကျွန်တော်ဒီ6နဲ့9နဲ့မှာတစ်ကြိမ်စီပေါင်းပါမယ်3ပါနဲ့ကြိမ်အပေါင်း1ဒါဆိုရင်ရှင်းနဲ့၅ပေါင်းရှင်းဆက်၃၃နဲ့ကြိမ်ပေါင်း၆၃နဲ့၆ပေါင်း၉၉နဲ့တစ်ပေါင်းရင်၃၀၃ညအပိတ်အားနေတာ၆အပိတ်၃၅၆ဖြစ်ပါတယ်ဗောနော်။ဒါဖန်တီ၃၅၆အမီ 3963ဆိုပြီးဖြစ်ပါတယ်3963 3ဆိုတဲ့အတွက်ကြောင့်မို့ဒီ3နဲ့6နဲ့မှာတစ်ကြိမ်စီဖြစ်ပါတယ်တိမာနာကြိမ်အပေါင်း1 3နဲ့6ပေါင်း9 9နဲ့1ပေါင်း10 1နဲ့ကြိမ်ပေါင်းရှင်း2အပိတ်အားနေတာ6အပိတ်6 4 6ဆိုပြီးပြန်ပြင်တော့မှာမရှိခဲ့ဘူးပေါ့နော်အဲဆိုရင်6လေး6တပြင်ကနေ78ကျင်းအတွက်ထပ်ပြီးကျွန်တော်တို့အတူတူလေ့လာကြည့်မယ်ပေါ့နော် 6465ရှစ်စပြီးဖြစ်ပါတယ်6465အစွန်း6နဲ့6နဲ့ပေါင်းမယ်ပြီးရင်8မှနာကျိုင်းအပေါင်း1 6နာကျိုင်းပေါင်းရှင်းဒီ7နှစ်ဖြစ်ပါတယ်8နာကျိုင်းပေါင်းတာက16နင်းနဲ့6နဲ့ပေါင်းတာ8 8နဲ့1ပေါင်းတာ9အစွန်းကျွန်တော်ဒီနေ့အရာ9အပိတ်အားနေမယ်ပေါ့နော်တင်ရှာနေ့အရာကျွန်တော်မပြတ်သွားခဲ့ဘူးဆိုရင်ပေါ့နော်ဒီမှာကျွန်တော် ဒီမှာတော့ထပ်ပြီးတော့မဖြည့်တော့ဘူးပေါ့နော်ဒီမှာကျွန်တော်တို့စာအုပ်ကလေးမဆန့်တော့တဲ့အတွက်ဒီမှာအပြင်ပေါင်း90ကျော်ရှိသွားခဲ့ပြီပေါ့နော်ထပ်ပြီးမဖြည့်တော့ဘူးဒါဆိုရင်ဒီနိနံပါတ် B နံပါတ်2ကကိုအပိတ်အားနေတာဖြစ်ပါလေဒါဆိုရင်ကျွန်တော်ဒီမှာကိုအပိတ်အားနေမယ်ပေါ့နော်ဒါဆိုရင်ထိတ်ရှိက6တဲအလေထိုင်က3ည4အပိတ်က၄ကိုအပိတ်အားနေတာဖြစ်ပါလေခင်ဗျာ โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့ရောင်ရှင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ